ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့ဆွေမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒါအမှန်တမ်းပြောရမယ်ဆိုရင်တော့လက်ရှိမှာဒီနေ့ပွဲစဉ်ဒီဒီတစ်ပတ်မှာဒါ surprise တော်တော်လေးကိုစိတ်ဝင်စားစရာဖြစ်ခဲ့တဲ့ဒါကျွန်တော်တို့အဲအချိန်ဒီပွဲစဉ်ကဒါကျွန်တော်တို့ မန်ချက်စတာစီးရီးနဲ့ပွဲစဉ်မှာစီးရီးတဲ့နေ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Unai Emery ရဲ့ဒါကျွန်တော်တို့ Crystal Palace အသင်းကိုဆို Crystal Palace မဟုတ်ကြ Aston Villa အသင်းကိုဒါကျွန်တော်1-0ဆိုတဲ့ရလနဲ့ရှုံးနေခဲ့တယ်ပေါ့နော်အဲ့တော့စီးရီးတဲ့ဒီနောက်ပိုင်းပွဲစဉ်မှာဒါကျွန်တော်လက်ရှိအနေထားရလက်ရှိသွားနေတဲ့ပုံစံအရဆိုရင်တော့ Aston Villa အသင်းနဲ့ဒါကျွန်တော် ခြေစွမ်းရတာကိုကိုအဟိုက်ကိုလည်းတို့ပူပူလောလောရှုံနေတယ်ပဲအစွန်ဗီလာကလက်ရှိဒါကြတော့ခြေစွမ်းရဆိုတော့ပရီးမီးယားလိမှာတော်တော်လေးရလာပိုင်ရပြန်ကောင်းနေခဲ့တာတွေ့ပြီမဲ့ Chelsea အမ City တင်းကိုကျွန်တော်နိုင်မယ်လို့အဲ့လောက်ကြီး expect မလုပ်ထားကြဘူးတော့လက်ရှိခြေစွမ်းရလည်းကွာဟတာပေါ့နော်ဒါပေမဲ့ City ဒီနေ့ပေါ်မှာ Aston Villa ရဲ့ခံစစ်ပိုင်းကတော်တော်လေးကိုအသက်ဝင်သွားခဲ့တယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်ပြီးတော့ဒါ City တင်းရတာတိုက်စစ်ပိုင်းကလည်းဒီနေ့ပွဲစဉ်မှာဒါကြော Guardiola ရဲ့ကြောင်တောင်ကန်တနန်လုတ်ခဲ့မှုတွေကတော်တော်လေးကိုဒါကျွန်တော်တို့ပြောစရာတစ်ခုဖြစ်လာခဲ့တဲ့အနေအထားမှာရှိတယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့ခါတိုင်းပုံစံမျိုးကို City တင်းနဲ့တော်ထွက်ခဲ့တဲ့ပုံစံမျိုးပဲ ပဲဒီနေ့ပွဲစုံအပြောင်းလဲတော်တော်များလုပ်ခဲ့တယ်ဒီနေ့ပွဲစုံမှာဒါကျွန်တော်တို့ Rinders ကို DM ပုံစံမျိုးထားခဲ့ပြီးတော့ AM CM မြန်မာ Fooden နဲ့ Seva ထွက်သွားခဲ့နေတာမှရှိတယ်ဒီနေ့ပွဲစုံမှာဒါကျွန်တော်တို့ Cancel ပိုင်းကိုလည်းနည်းနည်းလေးဒါကျွန်တော်တို့ကျွန်တော်အပြောင်းလဲလုပ်ခဲ့ပြီးဒါကျွန်တော်လက်ရှိမှာဒီနေ့ပွဲစုံမှာတော့ဒါ Guardiola နဲ့ဒါအထူးဆန်းပုံစံလေးတွေကိုပြန်ပြီးတွေ့လာခဲ့ဒီနေ့ပွဲစုံမှာ DM နေရာမှာဘယ်သူမှတည်တည်ချာမရှိတော့ Nico Gonzalez ကလည်းကြံ့ခိုင်မှုအပြေအဝါမရှိသေးတဲ့လို့ကြောင့်မို့သူအနေနဲ့လည်း Kovacic ကြီးမတုံးကျင်ဘူးထင်ပါတယ်ပြီးတော့သူတို့အနေနဲ့ဒီနေ့ပွဲစုံမှာဒါတိုက်စစ်ပိုင်းကမြင့်တင်ကျင်တဲ့လို့ကြောင့်မို့ဒါဒီနေ့ပွဲစုံမှာ CD အသင်းနဲ့တိုက်စစ်အားတန်တဲ့ကစားသမားတွေတော်တော်လေးကိုနေရာထုတ် ခဲ့တယ်။ဒါကဒီနေ့ပွဲစဉ်မှာမာယွန်မူတခုလို့ကျွန်တော်အနေနဲ့မြင်တယ်။ဘာကြောင့်လဲဆိုတော့ Riders Senior မှာဆော့လိုက်တဲ့အချိန်မှာ Bernardo Silva နဲ့ Riders နဲ့နှစ်ယောက်လုံးကြောင်ပြောက်သွားခြင်း movement ရဲ့အစကဒါပဲလို့မြင်တယ်။တကယ်တော့ Rhythm Meet နဲ့ဆိုတော့ Kovacic ဒီနေ့ပွဲစဉ်မှာမထည့်ဘူးဆိုရင်တော့ကျွန်တော် pass မြင်မှာဆိုရင် John Stone ကိုကျွန်တော်ဒါမှမဟုတ် John Stone တို့ကဘာဒီကိုဒါ DM နေရာမှာပို့ချပြီးတော့ဒါကျွန်တော်တို့တောင်းမဲ့ fullback နေရာမှာ Nico O'Reilly လေးထည့်လိုက်မယ်ဆိုရင်ဒီနေ့ပေါ်စမှာပို့ပြီးတော့အသက်ဝင်သွားမယ်လို့ကျွန်တော်အနေနဲ့မြင်နေဒီနေ့ပေါ်စမှာဒါကျွန်တော်ရဲ့အမြင်ပေါ့အဲ့ ဒီနေ့ပွဲစဉ်မှာအဲ့ဒီအပြောင်းလဲကဒီနေ့အသင်းရဲ့ impact ပေါ်တော်တော်လေးကိုကြီးမားခဲ့တယ်။ Aston Villa အသင်းကဒီနေ့ပွဲစဉ်မှာရှင်းပါရတာကျွန်တော် cancel ban ကိုတော်တော်လေးကိုတီးကြည့်ကြလို့လာခဲ့တယ်။ပြီးတော့သူတို့နေတာဂိုးသမားအပအဝင် cancel ban ကဒီနေ့ပွဲစဉ်မှာတော်တော်လေးကို impactable ဖြစ်သွားခဲ့တယ်မှာပါတယ်။ဒီနေ့ပွဲမှာ City အသင်းနဲ့ဂိုးရခဲ့မှာအဲ့ဒီဘိုးကိုလည်းလက်ရှိမှာလူကျွန်ခဲ့တဲ့အတွက်ကြောင့်မို့တာပယ်ဖြတ်ခဲ့တာကိုတွေးခံရတယ်မှာပါတယ်။ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် City အသင်းနေပြန်ကြည့်မယ်ဆိုရင် ဂူဒမဒေါ်နာဒိုမှာကောင်းလို့ဒီထက်ပိုပြီးဂူမပေးခဲ့ရတဲ့ movement တွေလည်းအများကြီးအများကြီးရှိခဲ့တယ်ဒီမှာပါပါတယ်အမီတို့ပဲစိုးစိကမှုဒီနေ့ပေါ်မှာတကယ်နဲ့တင်းလုံးမှာဒါကျွန်တော်အခွက်အချက်ချာကြားခဲ့တာဒါကျွန်တော်ကွင်းလေပိုင်းဆိုင်ရပဲဟိုဘက်က double pivot ပိုင်းကိုဒါကျွန်တော် city team နဲ့ကြော်ဖြတ်ဖို့တော့တော်တော်လေးကိုခက်ခဲတဲ့အနေအထားမှာရှိတယ်ဒီနေ့ပေါ်မှာဒါတင်းလုံးမှာ fade forward နဲ့တော်တော်လေးကိုယုံတယ် fade forward နဲ့အခုလက်ရှိမှာဒါဒီနေ့ပေါ်မှာအယုံဆုံးကစားသမားတယောက်လို့တော့ပြောလို့ရမယ်ဒီမှာပါတယ် ါ CV ကလည်းလက်ရှိမှာ Villarreal နဲ့တွေ့ခဲ့တဲ့ပွဲစဉ်က CV မှာဟုတ်ရဲ့လာလို့တော့မေးရမယ်တဲ့မှာပါတယ်ဒါ Oscar Bob ကဒီနေ့ပွဲစဉ်မှာတော်တော်လေးအားနေတယ် Oscar Bob ဒီနေ့အခုလက်ရှိဒါကျွန်တော်နီးပြနေတဲ့နောက်ပိုင်းပွဲစဉ်မှာနည်းနည်းလေးပိုလွယ်မဲ့ပွဲစဉ်ဒီမှာဒါကျွန်တော်လုတ်တင်တယ်လို့မြင်တယ်။ Oscar Bob နဲ့ Danya ကပြန်လဲတက်တာပြီးခဲ့တာဒါကျွန်တော် ဂွာဒီယိုလာနဲ့သူ့နေတာပွဲချက်တွေပွဲချမ်းတွေမှာတော့ရှော့သုံးလာခဲ့ရတွေ့ရမယ်။အော်စကာဘတ်ကိုကျွန်တော်တို့ဒါဘယ်လိုမြင်လဲဆိုတော့တန်ရပြန်လဲပြီးတက်တာလောက်ပဲနဲ့ကျွန်တော်တို့ဒါရွှေငါးလေးမွေးသူပေါ့နော်။ချက်ချင်းဆိုလို့ငါ့ကိုဒါကျွန်တော်တို့ရေကန်ထဲကိုဖုံးလို့ထည့်လို့မရအောင်ရေကလေးနဲ့ကျွန်တော်တို့ temperature ညှိရမယ်ပြီးတော့မှဖုံးကနေထည့်ရမယ်ဆိုတဲ့ပုံစံမျိုးကိုသွားတင်တယ်လို့ကျွန်တော်အနေနဲ့မြင်နေ။သူ့မဲ့တော်ညာဒီနေ့ပေါ်မှာအော်စကာဘတ်နဲ့လူကတ်စတစ်နေကိုကြော်ဖြတ်ဖို့ခက်ခဲလို့ CBU အနေနဲ့လည်း Medicash ကိုကြော်ဖြတ်ဖို့တော်တော်လေးကိုခက်ခဲခဲ့တယ်။ Aston Villa အနေနဲ့ဒီနေ့ပွဲစဉ်ကသူတို့တက်တာကျွန်တော်တို့ Premier League မှာဒါကျွန်တော်တို့ Dawson 9ပွဲဆက်နေခဲ့ပြီးဒါကျွန်တော်တို့

အစွန်ဗီလာတဲ့လက်ရှိခြေစွမ်းပိုင်းကအားရစရာကောင်းခဲ့တဲ့ခြေစွမ်းပိုင်းတစ်ခုဖြစ်ခဲ့တယ်။အိမ်ဝင်းနဲ့ MB လက်ရှိမှာဒီနေ့ပေါ်မှာ Kansas ကတော်တော်လေး impactable ဖြစ်ခဲ့ပြီးတော့သူတို့တွေနဲ့စောစောစီးစီးတကူရသွားခဲ့တာ Unai Emery အသင်းတွေတော်တော်လေးအသက်ဖြစ်သွားခဲ့လို့ပြောလို့ရတယ်။ဒီနေ့ပေါ်မှာအစွန်ဗီလာတဲ့နေနဲ့ counter pressing တချို့ကလွဲရင်တော့ဒီနေ့ပေါ်မှာသူတို့တွေနဲ့ defensive ကိုအထိုင်ချပြီးတော့သူတို့ရဲ့ double pivot နှစ်ယောက်ဖြစ်တဲ့ Kamara နဲ့ Onana ကပါ Kansas ပိုင်းမှာဝင်ကူတဲ့အချိန်မှာ City အသင်းတိုက်စစ်ကတော်တော်လေးကိုကြောင်ပြောက်သွားခဲ့တဲ့အတွက်အဓိကရှင်းပါတယ်အစွန်ဗီလာတဲ့ဒီနေ့ပေါ်မှာစောစောစီးစီးကိုရသွားခဲ့တာကတော့လုံးဝ everything ကို changes ်သွားခဲ့လို့ပြောလို့ရတယ်။ဒီနောက်ပိုင်းမှာဒါကျွန်တော်စီးစီးသိနေတဲ့တစ်ဖက်အသင်းကလူဘလော့ဒီမှာဆိုဒါမနစ်ကတည်းကချိုးဖောက်ဖို့အတွက်ခက်ခဲနေတဲ့အနေအထားတွေရှိခဲ့ပေမဲ့ဒီနေ့မှာဒါကျွန်တော်မစိုးဘူးဆိုတဲ့ရလဒ်တွေထွက်ပေါ်ခဲ့မယ်။ဒီနေ့ပေါ်သမားဒါဇာတိပုံစံမျိုးလေးပြန်ပြလာခဲ့တယ်။ရွှေဘကနေရွှေဘမှုပဲနဲ့ဘရွှေပြန်ဖြစ်သွားတဲ့အနေအထားမှာတော့ရှိခဲ့တယ်ပေါ့နော်။အဲ့တော့တစ်ဖက်ကဒါကျွန်တော်လက်ရှိဒီနေ့ပေါ်သမားဒါတခုခုစိတ်ဝင်စားစရာကြွေတာကဘာလဲဆိုဂျေဒင်ဆန်ချိုရဲ့အချိန်လေးပဲ။ဒီနေ့ပေါ်သမားအက်စတန်ဗီလာအသင်းတွေဒါဘွန်ဒီယာဆော့စီဒန်ရသွားလို့ဂျေဒင်ဆန်ချိုကိုနီးပြအူနိုင်အမ်ရီထည့်တယ်။ဆန်ချိုကဒါမိနစ်85မိနစ်မှာပြန်သုံးတယ်။တကယ်တမ်းပြန်တွက်ကြည့်မယ်ဆိုရင်ဆန်ချိုကို45မ မိနစ်တတာလောက်ပဲဒါကျွန်တော်ဦးနာရမီတုံးသွားခဲ့တဲ့အတွက်ဘာကြောင့်လဲဆိုတာလည်းလက်ရှိမှာတည်တည်ကြကြမသိခဲ့ပေမဲ့တေချာတခုဟာဒါကျွန်တော်တို့ဒါ tactical reason အရခံစစ်ပိုင်းကိုအားမြင့်တယ်လို့ပဲမြင်လို့ရတယ်မှာပါဒါမှမဟုတ် United နဲ့စာချုပ်တီထဲမှာမှာဒါ minute အကန့်အသတ်နဲ့စော့ရင်ဒါကျွန်တော်တို့လက်ရှိမှာသူ့အနေနဲ့ဒါဝဲကိုဝဲရမယ်ဆိုတဲ့အချက်တော့မပါတော့ဘူးဆိုတော့ကျွန်တော်ဂျီရင်ဆန်ချူကလာနှစ်ကုန်ရတာအလွတ်နဲ့ခေါ်ယူရမယ်အနေထားတစ်ခုရောက်သွားမယ်အတွက်ကြောင့်မို့တာတိတ်ပြီးတော့ထူးဆန်းတဲ့အနေထားမှာဒါပေမဲ့ ကျွန်တော်အနေနဲ့ပြောချင်တာလက်ရှိမှာနီးပြနေတယ်ဒီနေ့ပွဲစဉ်မှာဒါ63မိနစ်မှာသူအသင်းကနေပြောပြောင်းလဲဖို့ကြိုးစားတယ်ဒါကျွန်တော်ခုနပြောခဲ့တယ်ကျွန်တော်ဒါအပွဲချုပ်38မှာပုံစံမျိုးကိုဒါ O'Reilly ကိုပြန်ထည့်ဒါကျွန်တော် Nico Gonzalez နဲ့ပြန်တိုးပြီးဒီကျွန်တော် Dogudo နဲ့တူဒါတိုက်စင်မြင့်ဖို့အတွက် CD သင်ပြန်ကြိုးစားခဲ့တယ်ဒါပေမဲ့အဲ့ဒီချိန်မှာတစ်ဖက်အသင်းကခံစစ်ကိုအလွန်ကြုံပိတ်ချလိုက်ပြီး United America လဲတယ်လေသူအနေနဲ့ဒါတစ်ဖက်အသင်းပြောင်းလဲချိန်မှာသူလည်းပြောင်းလဲပြီပေါ့ပြောင်းလဲပြီးဒါလုံးဝခံစစ်ပိတ်ချလိုက်ပြီးဒါကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တောက်လျှောက်ကြည့်နေတာ Onana နဲ့ဒါကျွန်တော်တို့ ကာမာရာနှစ်ကောင်လုံးရှေ့ကိုတက်ဖို့အတွက်လုံးဝမစင်စားလုံးဝ defensive မှာထိုင်ချတယ်ဒီနေ့မှာ onana တစ်ချက်တစ်ချက်တော့ဒါကောင်ကျွန်တော် progressive ကို carry လုပ်ဖို့အတွက်ကြိုးစားခဲ့မယ်ဒါတလောက်ပဲအဲ့နောက်မှနေရသွားဒီနေ့ပေါ်မှာဒါအဓိကကဒါကျွန်တော် morgan rogers ကအတိုးလှုပ်တွေကိုပြန်ပြီးတွေးဖို့အတွက်ကြိုးစားခဲ့တယ် morgan rogers ကလက်ရှိမှာ lamen နဲ့မှာအသင်းကြီးရောက်ဖို့အတွက်ဒီထက်ပိုကျွန်တော်လက်ရှိမှာတစ်ပြေးချင်းခံထားကစားသမားပြပြီးလက်ရှိမှာ city အသင်းရဲ့ခံစစ်တွေကိုဒုက္ခပြပို့အတွက်ကြိုးစားတယ်ဒီနေ့ပေါ်မှာကျွန်တော်အနေနဲ့ဒါ city အသင်းကိုအားမရခြင်းဆုံးအချက်ကဘာလဲဆိုတော့ shirky နဲ့ omar mamushu နှစ်ယောက်ကိုဒါ guardiola တယောက်ထည့်သွင်းခြင်းကတော်တော် ေးကိုနောက်ကျခဲ့လေခြင်းတို့ကျွန်တော်နေမြင်နေ။ ቻ ကီနီနဲ့ဒါကျွန်တော်ရှေ့ပွဲတွေကလေးကသူဘာလုံးနိုင်နေလဲဆိုတာဆက်လက်ပြီးပြသခဲ့ပေမဲ့အခုချိန်မှာဒီကျွန်တော်ကြာ ቻ ကီနီနဲ့လည်းကျွန်တော်ကြော်ပြီးမရသေးဘူး။အဲ့တော့ဘနာရိုဆေးဗာအနေနဲ့ဒီနေ့ပွဲမှာဒါ67မိနစ်ထိရခဲ့တယ်။ဒီနေ့ပွဲမှာဒါ tactical change ရဘနာရိုဆေးအဲ့တော့ ဒီနေ့ဒီလိုပွဲစဉ်မှာဟုတ်ပါဘောနော်ကျွန်တော်အနေနဲ့ဒါကျွန်တော်တို့ဟို9 9တင်းတဲ့ပွဲစဉ်မှာ9 9တင်းတဲ့ formation တွေတွားတင်တယ်တခါကျန် Guardiola လေးဒါတခါကျန်ဘာတွေလုပ်မှန်းမသိတဲ့အနေအထားမှာရှိတယ် Guardiola ကတခါကျန်သူကိုယ်တိုင်ကသူ့ပြဿနာလား Guardiola ရဲ့အဆိုးဆုံးရန်တွားပြီလား Arteta လည်းမဟုတ် Arsenal လည်းမဟုတ်ဒါ Amorim လည်းမဟုတ်ဘူးသေးလား Guardiola ရဲ့အဆိုးဆုံးရန်သူက Guardiola ပဲ ခမရဖျားဆူအဲ့စကားကျွန်တော်ဘာလို့လဲမသိပြောဘူးတဲ့ဂွာဒီယိုလာအဆိုးဆိုးအရန်သူကဂွာဒီယိုလာပဲဂွာဒီယိုလာနဲ့အခုလက်ရှိမှာစီးတီးတင်းရဲ့ချန်ပီယံလိနှလုံးပိုင်ရှင်ဖြစ်ရမှာစီးတီးတင်းဘာလို့ချန်ပီယံတလုံးမရသေးလားတော့မဲ့ဆူချယ်အရန်တော်ပါတယ်မှန်တယ်ဒါအဲ့တုန်းကကျချက်စီးတင်းနဲ့တအားတော်တယ်ဂွာဒီယိုလာပဲအဲ့တော့မမဲ့ရတာကျွန်တော်အင်တာနက်ချန်ပီယံလိတော်လဲဂွာဒီယိုလာကိုယ်တိုင်အလွန်ကျွန်တာကျွန်တော်တွေးလွန်ခဲ့ခြင်းကနေတော့မြန်မြန်လေးပြန်လှုပ်ထွက်လာလို့ဒါအင်တာမီလောင်နိုင်သွားခဲ့တာတွေ့ရမှာအဲ့တော့ပြောချင်တာပဲလက်ရှိမှာဒီနေ့ပေါ်စမှာဂွာကြီးဆိုဒီနေ့သူစဉ်းစားပါဟာငါ all out attacking ချလိုက်မယ်ဒီနေ့ပေါ်စမှာဂူးတွေပြက်မယ်တစ်ဖက်ကအာဆောင်တင်းကယုံကန်နေချက်ငါကဒါသုံးမဲ့အရာလှုပ် ွားမယ်ဖြည်းဖြည်းနဲ့မှန်မှန်သွားရမယ်ဆိုတာဒီနေ့ပေါ်မှာဒါသူအနေနဲ့အလွန်ကျုံပုံစံဒါပေမဲ့မနိုင်ပြောမလို့သူအပြစ်ကအပြစ်ကြီးပဲတော်ပဲလက်ရှိမှာတော့တစ်ဖက်ကအာဆန်တဲ့ခြေသားချော်ခဲ့မယ်ဆိုရင်သူအနေနဲ့ကျွန်တော်ဂိုးပြတ်နိုင်မယ်ဂိုးပြတ်နိုင်ပြီးသူကဂိုး difference နဲ့အပေါ်တက်မယ်ဆိုတဲ့ပုံစံမျိုးအာဒီတာကဆိုပက်ကော်လာယူရထားပုံရတယ်ဒါပေမဲ့အဲ့ဒီပြဿနာကလက်ရှိမှာတော့ကျွန်တော်ဟိုဘနာလိုဆေးဗာဖူဒန်ရိုင်းဒါစ်၃ယောက်က quality အရင်ရှိတာမှန်ပေမဲ့၃ယောက်လုံးရဲ့ rule အဲ့မှာကြောင်ပြောက်သွားဖူဒန်ကသူ့ဟာသူလှုပ်တက်လှုပ်တက်ပုံစံမျိုးမှာရှိပေမဲ့ဆေးဗာနဲ့ရိုင်းဒါစ်၂ယောက်ကသူ့ဘာသူ rule ပြောက်သွားတဲ့အချိန်မှာနှစ်ကောင်လုံးကြောင်ပြောက်သွားပြီးတဲ့ပြီးတော့အဲ့ဒီမှာပို့ဆိုး းသွားတာဒါငကိုတည်းကကွင်းလင်နဲ့တောက်မဲ့အကူကြီးမရှိရင်ဂိုးသွင်းမှုခက်ခဲတဲ့အယ်လင်ဟာလန်မှာကြောင်ပြောက်ပေါ့အဲ့တော့ဒီကွင်းလင်မှာသူ့ဟာသူ၃ရောက်ထိုင်ပတ်နေတဲ့အချိန်မှာဒါ CV ကလည်းဘာလို့လုံးဝမသိဘူးသူ့အနေနဲ့ဒါ touch line wing ကဆော့ရမှာလား inverted ကိုဒါဝင်ဆော့ရမှာလား Oscar ဘောကထားပါငကိုတည်းကဒါကျွန်တော်နည်းနည်းလေးကြောင်တောင်ကန်းဖြစ်နေတဲ့အချိန်မှာအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါ City အသင်းနေနဲ့ ဒါကတော့မှအပိုင်လုံးတွေတချို့ပို့တူတာနည်းနည်းလေးခံသာတော့တွေ့ရမယ်စီရီတင်းဒီနေ့ပွဲစဉ်မှာပါပာစနယ်လီအရပြောရမယ်ဆိုရင်တော့နိုင်ငံ့တင်းနေဗျတကယ်နိုင်ငံ့တင်းဒါပေမဲ့လက်ရှိမှာဒါဂွာဒီယိုလာကိုတိုင်ကဒါအလွန်ကျွံအတွေးလွန်မှုကဒီနေ့ပွဲစဉ်မှာစီရီအသင်းကိုတော်တော်လေးကိုဒုက္ခပေးသွားခဲ့လို့မြင်ဒီနေ့ပွဲစဉ်မှာအက်စတွန်ဗီလာအသင်းဘက်ကပြန်ကြည့်ရင်တော့ဝေါ့ဒီဇာဗာသူတို့ငယ်ဒီနေ့ပွဲစဉ်မှာအူနိုင်းအမရီကတစ်ဖက်အသင်းဒီလိုပုံစံမျိုးထွက်လာမယ်ဆိုကောင်းကောင်းကြီးနားလေခါခဲ့ပြီစောစောစီစီဂိုးရသွားခြင်းကဒီနေ့ပွဲစဉ်ရဲ့အက်စတွန်ဗီလာအသင်းကိုနိုင်ပွဲခင်းပေးလိုက်တယ်လို့မြင်ရတယ်မှာပါအဲ့တော့စီရီအသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့တဖြည်းဖြည်းနဲ့ဒါအာဆနယ်အသင်းနဲ့ အမှတ်ကတ်နေရနေလက်ရှိတိုတဲအားလုံးမောင်းတာကျွန်တော်တို့ပြန်ပြီးအမှတ်ကွာသွားခဲ့ပြီဖြစ်တယ်လို့ပြောလို့ရတယ်မှာပါအာဆောင်သင်းကဒီနှစ်မှာဒါကျွန်တော်ပရီးမီးယားလိချန်ပီယံဖြစ်ဖို့တော့ကတော့တပြေးပြေးနဲ့ဒါကျွန်တော်တို့အဲ့တော့စီးရီးသင်းနဲ့ဒီထက်ပိုကောင်းခြင်းနဲ့ဆိုရင်တော့ဒါဂွာကြီးတယောက်ဒီထက်အတွေးပို့ပြီးတော့ short လွန်ဖို့လိုတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုသွားဝင်ပြီးပေါ့ဗျဘောလုံးဘက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0တွင် TV4 တို့မှာကျေးလူဆန်ပေါအောင်ကုညီလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမိကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့လေးလေးတနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ ကျွန်တော်တို့တွေနောက်မှာပဲအေးဆေးဆေးတွေ့ကြရအောင်အားလုံးပဲကြွတူပါနဲ့ကောင်းမွန်သောဒီလေးနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲမြန်မာပြည်လက်ကလစ်ပေးကြအောင်ဗျမြန်မာကလစ်မြန်မာနာဖြစ်ပါတယ်အားလုံးပဲကြွတူပါနဲ့ကျွန်တော်တို့တွေနောက်မှာအေးဆေးဆေးတွေ့ကြရအောင်ပေါ့ဒေးပါဗျ